ရေဖြူမျိုးနဲ့အုံပင်ကွင်းကြေးရွာအုပ်စုပရရွာမှာတက်ဆွဲထားတဲ့စစ်ကောက်စီတပ်သားတွေနဲ့ဒေါ်လိုင်းတပ်တွေဇော်လ15ရက်နေ့မနေ့စောပိုင်းကနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ပရရွာရွာလည်းရှိရွှေမိုးညိုစီဒီပန်ဝကျင်းမှာဂိတ်ဖွဲ့တက်ဆွဲထားတဲ့စစ်ကောက်စီတပ်ကိုဒေါ်လိုင်းတပ်တွေတွားရတိုက်ခိုက်တာကနေပြစ်ခတ်မှုဖြစ်တာလို့တိုက်ပွဲမှာပါတဲ့ဒေါ်လိုင်းရဲဘော်တွေကဆိုပါတယ်။နှစ်ဖက်ပြစ်ခတ်မှုဖြစ်ပြီးနောက်စစ်ကောက်စီဘက်ကလက်နက်ကြီးတွေပြစ်ခတ်ပြီးပရရွာဘက်ကိုစကား6စီးလောက်နဲ့အင်အားဖြည့်တင်ထားတယ်လို့ဒေသခံတွေစီကသိရပါတယ်။ စစ်ကောက်စီတက်တိုက်ခိုက်ခံရပြီးနောက်ပညာရွာဝန်ကြီးမှာမိုင်းဖုန်းလိုင်းကလွဲလို့ဂျန်နက်ဖုန်းလိုင်းနဲ့အင်တာနက်ဆက်သွယ်ရေးလိုင်းတွေလည်းဆက်သွယ်မရဖြစ်နေတယ်လို့ဒေတာခန်တွေကပြောပါရယ်။လက်နက်ကြီးပြစ်ခတ်တာကြောင့်ထိခိုက်မှုအခြေအနေနဲ့စစ်ကောက်စီစက်ကြောင်းထိုးနေတဲ့အခြေအနေကိုတော့ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်နေတဲ့အတွက်မင်းမြတ်ခွင့်မရသေးပါဘူး။ပြီးခဲ့တဲ့မေလ24ရက်နေ့ကလည်းပရရွာရှိစာကုန်းစစ်ကောက်စီဆက်စည်းရေးဂိတ်မိဆုဖြစ်စီခံရတယ်လို့ဒေသခံတွေစီကတီးရပါဗျာ။